မင်္ဂလာပါဒီကနေ့မှာတော့တနိုင်ငံလုံးမှာငလင်တွေလှုပ်ရတဲ့အခြေခံအကြောင်းရင်းငလင်ပြည့်ရွေတွေကိုစောင့်ကြည့်တိုင်းတာမှုလှုပ်ဆောင်ခဲ့ကြသလားအနာသိမ့်ပြီးနောက်ပိုင်းမှာငလင်တိုင်းတာရေးဘာဆက်ဖြစ်ခဲ့သလဲငလင်ကြီးဖြစ်နိုင်ရေကိုချုပ်တင်ရိတ်စားမိနိုင်သလားဆိုတဲ့မိခုံးတွေအတွက်ငလင်ပညာရှင်ဦးစိုးသူရထုံးကဖြေကြားထားတာကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်ဒါပြင်ဘာဆက်ဖြစ်နိုင်တယ်လဲဆိုတာလေးလာနိုင်မှုပညာရှင်တွေအတွက်ဘာတွေလိုအပ်မလဲဆိုတာလည်းရှင်းပြထားပါတယ် တနိုင်ငံလုံးမှာကြီးတဲ့ကလေးနေလွတ်ရတဲ့အခြေခံအကြောင်းရင်းဟာနောက်ဘက်မှာရှိတဲ့ဒီအိန္ဒိယသမုဒ္ဒရာရည်တူးချက်ကြီးပေါ့နော်သူကကျွန်တော်တို့နိုင်ငံရဲ့အောက်ထိုးတိုးဝင်နေတာပေါ့နော်အဲ့လိုတိုးဝင်တဲ့ခါမှာဒီဘက်အရှိဘက်မှာကျွန်တော်ဥရောပနဲ့အာရှနဲ့ယူရီရှားပေါ့နော်တိုက်ကြီးကခံထားရတဲ့ကြောင့်ကျွန်တော်တို့နိုင်ငံထဲမှာဒီစကိုင်းပြည့်ပြည့်ဖြစ်လာတာပေါ့နော်ရှော့ပြီးတော့ပြတ်သွားတာပေါ့ဘေးတိုက်ပြတ်သွားတယ်ပေါ့နော်အဲ့တော့နိုင်ငံလုံးမှာဒါရောက်ငလင်းလုတ်တဲ့ရည်ရည်တွေအများကြီးရှိနေတယ် ဆွဲစ်ကပြောင်းသွားတယ်အားကတနည်းအားအားကိုတနည်းအားကိုပြောင်းသွားနိုင်တယ်ဆိုတဲ့အယူဆလည်းရှိတယ်တကယ်တမ်းကျတော့ညီမပြည်ရဲ့ဒီသခိုင်းပဲပြည်ရဲ့တစ်ဖက်တစ်ချက်မှာရှိတယ်မြေလူရက်တစ်ခုကဘေးတိုက်ယူနေတာအများတန်းယူနေတာပါယူနေတဲ့အချိန်မှာသူကကာလာတစ်ခုမှာငလင်လုတ်ဖို့နီးလာပြီပေါ့နှစ်တည်နီးလာပြီဆိုတဲ့ကမှာတုံဆိုင်သွားတတ်တယ်သူကအိမ်အားကိုတော့စုလိုက်တာပေါ့နော်စုပြီးတော့မရတဲ့အချိန်မှာဘုံနဲ့ပြတ်ထွက်သွားတဲ့အချိန်မှာငလင်ကြီးလုတ်တယ်ပေါ့နော် ဲ့တော့စောင့်ကြည့်ဖို့အတွက်မြေတုရက်တွေပေါ်မှာကျွန်တော် GPS ပေါ့နော် permanent GPS system ပေါ့နော် ပုံသေးချထားတဲ့တိုင်နေနဲ့အဲ့ဒါတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့စနစ်ကျချထားပါတယ်အဲ့လိုချပြီးလုပ်ခဲ့တယ်ကိုကျွန်တော်တို့2006လောက်ကစပြီးကျူးစားခဲ့တဲ့အခါမှာကျွန်တော်2010လောက်နောက်ပိုင်းမှာကျွန်တော်စပြီးချနိုင်ခဲ့တယ်ပေါ့ညမာပြည်ရဲ့နောက်အောက်တောင်ပဲချမ်းမှာ၄ခုဘက်ပျော်ပြည့်ရဲ့အရှိပဲမှာ၅ခုနောက်ဘက်၅ခုပေါ့နော်အပေါ်ပဲချမ်းမှာမန်းလေးပဲချမ်းမှာလည်းချင်းတောင်အထိပေါ့နော်ရှိတဲ့အနောက်ကျွန်တော်တို့ခွာပြီးတွားလို့ရတဲ့နေရာတွေမှာစတေရှင်တွေချပြီးတော့ တိုင်းနေဒါတွေကိုလည်းတောက်ချောက်စောင့်ကြည့်နေခဲ့တယ်ပေါ့နော်နောက်တစ်ခါကလင်တိုင်းဆက်တီကျွန်တော်တို့တောက်ချောက်မြမပြည်ထဲမှာတရားဝင်ဒီနိုင်ငံတကာနဲ့ပေါင်းပြီးတော့ချခဲ့တာတွေလည်းရှိတယ်အဲ့ဒါဥပမာအမေရိကလည်းရှိတယ်တရုတ်ကလည်းရှိတယ်စင်ကာပူက EOS ဆိုတဲ့ဒီ Earth Observatory of Singapore ပေါ့နော်ဒါလည်းကျွန်တော်2006လောက်မှာကျွန်တော်တို့ ਨੇ အမေရိကမော်မော့ခိုင်နဲ့တူပွဲလုပ်ကြရင်လည်းဒါအောင်စပြီးတီထောင်ပြစ်တာပါပြီးတော့ဘုရဲ့စင်ကူဆိုးရရလဲအားပေးတယ်လို့ဆောက်ခဲ့ပါဘောအဲ့ဒီကလည်းသူတို့ကလည်း GPS တွေရောငနေတိုင်းစက်တွေရောဒါချတာခဲ့တယ် နစ်စင်လဲကျွန်တော်ဒီ data တွေ download လုပ်တာတွေ app လုပ်လုပ်တာတွေတော့တောက်လျှောက်တယ်လုပ်တယ် online ကလည်းကျွန်တော်တောက်လျှောက်တက်နေရရှိတယ်ပေါ့ဒါပေမဲ့အာနာသိန်းခံရပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုအဆင်မပြေတော့ဘူးတိုက်ထားတဲ့ data တွေကလည်း update မဖြစ်တော့ဘူးတခါဆင်းပြီးတော့တိုက်မှုအတွက်လည်းအခွင့်အရေးရလည်းမရဘူးပေါ့ဒီလိုတွေတောက်လျှောက်ဖြစ်တယ်ပေါ့နော်အဲ့ဒီကောင်မှကျွန်တော်တို့ကတော်တော်များ set တွေကိုပြန်ရုပ်လိုက်ရတာတွေလည်းရှိတယ် တချို့စက်တွေကတော့ဆက်ပြီးတော့ကြံနေတယ်အဲ့ဒီကမှလည်းသူတို့ရဲ့လက်စစ်တပ်အားရဖို့တွေသူကတွေလွှင့်နိုင်ဖို့အတွက်ကကျွန်တော်တို့ဂျိုဒူးစနစ်ကိုအိုက်ခစ်အစိုးရတွေရဲ့အထိအောင်ပြီးတော့ကျွန်တော်တယ်လီဖုန်းစစ်ကနေတွေကနေတဆင့်ပို့ရတယ်ပေါ့နော်ဟိုစစ်တပ်ပြီးပြီးအမှန်ကြောက်တတ်တဲ့သူတွေဆိုတော့ကျွန်တော်တို့ကဒီပြည်ပြင်ကအချက်လက်ကလေးကဏ္ဍလေးကိုပြနေအောင်ပဲသူတို့ကအတန်ဖမ်းမှလားတို့အတန်ဖမ်းမှကြောက်တယ်ဆိုရင်တော့အနားမှာမဟုတ်တာလို့လို့ပေါ့နော်အဲချင်းချင်းလေးပဲအဲ့တော့ကျွန်တော်တို့ကဒီဟာတွေကိုအမှန်ကြောက်တတ်တဲ့ဟိုသူတွေဆိုတဲ့အခါကျတော့ ဟိုသူရောက်တာမကြောက်ပဲတာရမ်းရတာဟိုကိုယ့်ဘာကိုကြတော့အမှန်တန်ကြောက်တတ်တယ်ပြီးတော့နိုင်ငံသားတော့လည်းအမှန်တန်အထင်ကြီးတဲ့ကြောက်တတ်တဲ့ယောဂါပေါ့နော်ဇီနိုဖိုးဗီးယားဆိုတဲ့နိုင်ငံသားကြောက်တဲ့ယောဂါတခြားအရကားနေကြောက်တာမဟုတ်ဘူးသူအထင်ကြီးလို့ကြောက်တာပေါ့အဲ့တော့ကျွန်တော်တို့ကပြည်သူကမကြောက်ဘူးမဲ့သူတို့စစ်ဆိုးရဆက်ဆက်ကကြောက်တတ်တဲ့သဘောရှိတယ်အခုဖြစ်နေတဲ့အကြမ်းဖက်အုပ်စုကတော့အကြောက်ဆုံးပေါ့နော်သူကြောက်ဆုံးလို့လည်းလုပ်တဲ့အခါမှာကျွန်တော်ပြည်သူကျွန်တော်တို့တိုင်းတာထားတဲ့စက်တွေပစ္စည်းတွေဟာလုံးလုံးမနေဘူးပေါ့နော်လုံးလုံးကိုအမှန်တန်ခဲရင်တဲ့အခြေအနေရောက်သွားတဲ့အခါမှာ ဖြစ်တင်တာတွေကျွန်တော်တို့အကျိုးကြီးမသိနိုင်တာတွေအားတွေကျမ်းမြင့်တွေကျမ်းမြင့်ကျိုးသိနိုင်တဲ့အခြေအနေတွေပေါ့နော်ဘယ်နေ့ဘယ်ချိန်ဘယ်နာရီလို့မသိပြီပဲကျွန်တော်တော်တော်လေးလော့ဖြစ်နေပြီဆိုတော့သိပါတယ်ဆိုကြပါစို့နမူနာပြောရရင်စူပါတော်ငလင်းကြီးမလို့ခင်ပါဆိုရင်ကန်းကြီးမှာကြည့်တဲ့အုံတော်လေးတွေပေါ့နော်ဒီအုံတော်လေးတွေကရည်မြုပ်လာတယ်ပေါ့နော်ဆိုတော့ဒါကန်းကြီးဒီပါဆွဲဆင်းသွားတာပေါ့နော်မြေကြီးကလိတ်ပြီးဆင်းသွားနေတယ် အဲ့ဒီကနေမှငလင်ကြီးကပြုံးနေလွှဲတဲ့ခါမှာအဲ့ကန်းကြီးဥတော်တွေကမြေကြီးရေပေါ်မြေကြီးမျိုးပြောင်းထွားတယ်ပြန်တက်သွားတယ်ပေါ့နော်အဲ့မှာငလင်ကြီးကစူပါရောငလင်ကြီးနဲ့ဆူနာမီဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်ပညာချင်းကမြင်တယ်ဒီဟာဘလို့ဖြစ်နေရလဲဆိုတော့မြင်တယ်ပေါ့နော်တခါခုစကိုင်းနဲ့အခုဖြစ်ခဲ့တဲ့ဒီမန္တလေးနဲ့နေပြီးတော့အပိုင်းဆိုရင်တချို့ပညာရှင်တွေက ဒါဒီကျွန်တော်တို့ creeping လို့ခေါ်တယ်ပေါ့နော်ဖြည်းဖြည်းချင်းယွေ့သွားနေတာလည်းဖြစ်နိုင်တယ်ပေါ့လော့မဖြစ်ဘူးပေါ့နော်ဒါကျွန်တော်တို့ကတောက်ချောက်ကြည့်ခဲ့တယ်အဲ့ဒီတစ်ချောင်းမှာရေကတ်တရာလမ်းကြီးအဆောက်အုံတွေကတိရိုက်မှုရှိလားယွေ့နေတဲ့နေရာမှာဆိုရင်လမ်းတွေကပြက်နေတယ်တစ်တိုင်းပြင်ရတယ်ပေါ့နော်ဘာလို့ပြင်မှန်းတော့မသိဘူးဆောက်လို့ရတော့ပြင်နေတာပဲပေါ့နော်ဒါပေမဲ့အခုကမပြက်ဘူးမပြက်ဘူးဆိုတဲ့ကဒါလော့ပြက်နေပြီဆိုပြီးကျွန်တော်တို့ကဒီတောက်ချီတဲ့စိတ်ပိုင်းကြီးကပြက်ထွက်လို့မြင်ပေါ့ဆိုတော့ကျွန်တော်တို့အစိုးကြီးတွေကဒါကိုထောက်ပြခဲ့တာရှိပါတယ် ဟိုဒါအစိုးရဆက်ဆက်လည်းတည်တယ်မတည်တော့မဟုတ်ဘူးပေါ့နော်အဲ့ဒီဒီမြေစေမှုမှာအားနေပါအောင်အဲ့တော့စလူရာအခုလဲကျွန်တော်ဘာဆက်ဖြစ်မယ်ဆိုတော့ဟိုဆက်လုပ်ဖို့အတွက်ကလွတ်လပ်တဲ့လိလာမှုတွေတိုင်းတောင်မှုတွေလုတ်ခွင့်နေရဖို့လဲလိုတယ်အဲ့ကျွန်တော်တို့ကတော့တရားနဲ့နီးယာနီးမျိုးစုံနဲ့လုပ်နေမှာပဲ satellite image ရတွေစင်နေဖြစ်နေတဲ့ဆွေးနေပေါ့နော်ဘယ်နေရာမှာသွားပြီးတော့ ဟို stress down swing ဖြစ်တယ်ပေါ့နော်ဘယ်နေရာမှာအားတွေကသွားပြီးစုနေနိုင်တယ်လဲဘယ်လိုဖြစ်နေလဲဆိုတော့လေလာလေလေလောလောဆယ်လေးလေလာနေပါလေဖြစ်တဲ့အချိန်အစားပြီးတော့လည်းဖြစ်တယ်မဖြစ်ခင်ကလည်းလေလာမှုရှိတယ်ဖြစ်တဲ့အခါမှာလည်းတောက်လျှောက်လည်းကြည်နေတယ်ကျွန်တော်တို့နဲ့ Daisy ပေါင်းတင်ပညာရှင်အဖွဲ့တွေကအမေရိကန်ကနေဂျပန်အထိပေါ့နော်တကွာလုံးနဲ့ရှိနေတယ်သူတို့တွေအားလုံးကလည်းဝိုင်းပြီးတော့လည်းအကူအညီကြပါတယ်သူတို့လုပ်တဲ့သူတို့စီကရတဲ့အချက်လက်ကျွန်တော်တို့နဲ့မြေပြင်ချက်လက်တွေနဲ့ပူးပေါင်းပြီးတော့ဆက်လဲကျွန်တော်တို့လေလာနေပါတယ် သိရသမျှလည်းကျွန်တော်တို့ကပြည်သူတို့အတိပေးမှဖြစ်ပါတယ်